ချစ်သူမရှိတဲ့လူတွေထိုင်ကိုကျင်စိတ်ပေါက်သွားအောင်ချစ်ပြနိုင်လို့နာမည်ကြီးနေတဲ့တက်တော့ဆယ်လီစုံတွေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဆယ်လင်ဆိုင်တာ page ကနေပြလေးကြိုဆိုလိုက်ပါတယ်အင်တာနက်ပေါ်မှာ FA single တွေလောကကြီးတွေကနေထွက်ခွာသွားကြလောက်အောင်ချစ်ကျင်သူတို့ပြနေရတာကတော့အခုမြင်နေရတဲ့စုံတွေပါ အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာအင်တာနက်ဆိုရှယ်မီဒီယာခေတ်စားလာတာနဲ့အတူလူတွေကလည်းအင်တာနက်ပေါ်မှာနာမည်ကြီးကျင်ကြတဲ့လူတွေအယူထားတဲ့လူတွေများပြားလာပါတယ်။တချို့ကတော့အင်တာနက်ပေါ်မှာတမင်တွေကအတန်းရှင်းရှောင်နာမည်ကြီးအောင်လုပ်ပြီးငွေရှာကြတဲ့လူတွေရှိပါတယ်။တချို့ရိုးသားတဲ့တော်သားတော်သူတွေတောင်မှအင်တာနက်ပေါ်မှာသူတို့ရဲ့ဘဝတွေကိုအပျော်သဘောနဲ့တင်ပြတာတွေလည်းရှိပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာဆယ်လီတွေအများကြီးပေါ်လာပါတယ်။လက်တလောအင်တာနက်ပေါ်မှာအထူးသဖြင့် TikTok ပေါ်မှာအရန်ကိုရိုးပြချစ်ပြနေလို့တော်တော်လေးကိုနာမည်ကြီး လာတဲ့ဇုံတွဲလေးကတော့အခုမြင်နေရတဲ့ဇုံတွဲပဲဖြစ်ပါတယ်။အခုဆိုရင်တော့သူတို့ဇုံတွဲလေးက Romantic ဆန်ဆန်ချစ်ချင်နူးနေရာအကြောင်းဗီဒီယိုဖိုင်တွေကအင်တာနက်ပေါ်မှာစာမျက်နှာတစ်ခွင်မှာတော်တော်လေးကိုပြန့်နှံ့နေပါပြီ။ ကိုရီးယားဒရမာဇာကားတွေတဲကကိုရီးယားမင်းသားနဲ့မင်းသမီးတွေတောင်းသူတို့ zoom တွေလောက်မလို့ပြမချစ်ပြနိုင်ပါဘူးအခုဆိုရင် TikTok Appointment ကိုပို့လိုက်ရင်သူတို့ရဲ့ဇနီးမောင်နှံရဲ့ချစ်ချင်းမြတ်တာတရားတွေအောက်ပွားပေးကြတာတွေဖတ်ကြတာတွေတအူးကိုတအူးထမ်းပိုးကခြေကြတာတွေကိုအားလုံးကမမြင်ချင်လဲမြင်နေရတာဖြစ်ပါတယ် ဒီလိုမျိုးအင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့ဆယ်လီဇနီးမောင်နှံတဲကခင်ပွန်းဖြစ်သူကတော့သူကမကွေးတိုင်းမင်းဘူးမျိုးစကူးမျိုးနဲ့ဆင်ကောင်းကျေးရွာကလို့သိရပါတယ်။သူသိချင်ရတဲ့ဇနီးတဲကတော့အေယာရီတိုင်းမြန်အောင်မျိုးနယ်ကဖြစ်ပြီးတော့သူတို့ဇနီးမောင်နှံဟာအရန်ချစ်ကြလို့ဘူးစာဆောင်ခဲ့ရဖြစ်ကြောင်းလည်းရှင်းပြထားပါတယ်။အထူးသဖြင့်သူရဲ့ဇနီးတဲဟာဆွေမရှိမျိုးမရှိတကောင်ကျွတ်ဖြစ်တာကြောင့်တနာချစ်ချစ်ပြီးတော့အဂျန်နာရီပိုနေရာကြောင်းရှင်းပြခဲ့ရပဲဖြစ်ပါတယ်။ အခုဆိုရင်တော့သူတို့ဇနီးမောင်နဲ့ဟာမောင်တထမ်းမဲတရွတ်ပင်ပင်ပန်းပန်းနဲ့လောက်ကင်စားတော့ရင်တဦးကိုတဦးချစ်ချင်းမြတ်တာအကျဉ်းနာတွေပို့နေရတာဖြစ်ပါတယ်အခုလိုမျိုးဇနီးတွေကိုအင်တာနက်ပေါ်မှာချစ်ပြနေရဟာလူစိတ်ဝင်စားအောင်လုပ်ပြနေရမဟုတ်ပေတကယ်ကိုချစ်ချင်းအပြည့်မြတ်တာအပြည့်နဲ့ချစ်ခင်နှစ်သက်ကြတာလို့ဆိုပါရယ် ခင်မောတဲ့ကလူတွေအနေနဲ့သူတို့ဇနီးမောင်နှံကိုကြည့်မရတာရှိရင်ပြောသွားပေးကြပါအောင်လို့လည်းပြောနေခဲ့ရဖြစ်ပါတယ်။တချို့တွေကတော့တောအလအသဘာဝအတိုင်းရိုးရှင်းစွာနေကြချစ်ကြတဲ့သူတို့ဇနီးမောင်နှံကိုကြည်နူးစွာနဲ့အားပေးနေကြပါတယ်။ဒါပေမဲ့လည်းတချို့တွေကတော့တော်တော်လေးကိုကြည့်မရဖြစ်ကြပါတယ်။ ဒီလိုကြည့်မြင်တာကိုလည်းအပြစ်ပြောလို့မရပါဘူးသူတို့ဇနီးမောင်နဲ့နှစ်ယောက်ကတစ်နေ့တစ်မျိုးမယိုးနိုင်အောင်ချစ်ကျင်နူကြပုံတွေကအားလုံးရဲ့အသေးနှလုံးကိုရာကြီးရာကြီးမယိုးမယော့ဖြစ်စေတာအမှန်ပါပဲတချို့သောအသေးကွဲနေတဲ့လူတွေအထီးကျန်နေတဲ့ FA တွေဆိုရင်သူတို့လင်မယားရဲ့ romantic scene နဲ့ video တွေကိုကြည့်ကအားကြပြီးရောမိမိတို့ရဲ့အထီးကျန်တဲ့ဘဝတွေကိုစိတ်နာလို့ဖုန်းတောင်ဖွေးမကြည့်ကြလောက်အောင်ဖြစ်ကုန်ကြတယ်လို့သိရပါဗျ တချို့တွေဆိုရင်တို့လင်မယားရဲ့အချက်ချင်းမြတ်တာတရားတွေကိုမခံစားနိုင်လို့မမြင်အောင်ဘလော့ထားရတယ်လို့လည်းဆိုပါတယ်။အထူးသဖြင့်မိမကယောက်ျားကိုမွေ့မွေ့ပေးတာတွေနေမကောင်းချိန်မှာနှစ်ဖူးလေးကိုနမ်းပြီးတော့အလုပ်တူတူလုပ်ရင်းလမ်းမလျှောက်နိုင်လို့ဂုံးပိုးကြတာတွေတဦးနေမကောင်းရင်တဦးပြုစုကြတာတွေကတော့အချစ်ရိုမန်တစ်ဇာတ်ကားကြည့်နေရတယ်လို့ပဲတကယ်ကိုအသေးရစရာကောင်းနေရပါဘူး။ မြန်မာနိုင်ငံမှာဘယ်ဇနီးမောင်နှံမှာဒီဇနီးမောင်နှံရဲ့ချစ်ချင်းမြတ်တာတရားတွေကိုလိုက်မိမယ်လို့တောင်မထင်ပါဘူး။ဒါကြောင့်အဆိုပါဇနီးမောင်နှံကအစဲလီဖြစ်နေပါပြီ။တချို့လူတွေကတော့ဒီဆဲလီလင်မယားဟာနာမည်ကြီးကျင်လို့တမင်လို့ပြရဲဆိုပြီးတော့ဝေဖန်ကြပါရယ်။ကဲပရိသတ်ကြီးရောအရန်ကိုချစ်ချင်နူရိုပြနေရဲ့ဒီဇုံတွေကိုဘယ်လိုမြင်လဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်